နိုင်ငံသားမှသွားပြန်ရုံနဲ့အလမဲ့ဖြစ်ပြီးဆိုပြီးယုံကြည်မှုလွန်ကဲနေတဲ့အလမဲ့တွေကိုထုတ်ပြောလာတဲ့နန်ခင်စင်ရ M Celebrity ပရိသတ်များလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင့်မြန်မာနိုင်ငံမှာအလမဲ့လောကရဲ့လို့တိတ်ပြီးအလေးဖေးစိတ်ဝင်စားတဲ့အချိန်မှာနန်ခင်စင်ရကလူအများရဲ့အာယုံဆိုင်မှုရအောင်ကြိုးစားနိုင်ခဲ့ပါတယ် Top 10မဝင်ခဲ့ပေမဲ့အပေါ်စုတွေကတဆုကိုရရှိခဲ့တာပါအလမဲ့လောကနဲ့ပတ်သက်ရင်နန်ခင်စင်ရကဆရာနေသားကိုရှောင်နေပြီဖြစ်တယ်လို့ကိုယ်တိုင်ထိုင်လုပ်ပြီးဆုံးဖြတ်ပေးရတာရင်းလည်းရှိပါတယ်အခုနောက်ပိုင်း င်မှာအလမေရိကမှုလို့ပေါက်တလို့ကိုပေါက်လာခဲ့တာပါအလမေရိအရန်များလာတဲ့ခါမှာ quality မပြည့်မီတော့ဘူးလို့နန်းခင်စရာကခန်းစားလာပါတယ်ဒါအပြင်တရဖူကိုငွေနဲ့ပေးဝယ်လို့ရတဲ့အတွက်အရေးချင်းမပြည့်မီတဲ့အလမေရိကနိုင်ငံတကာဆင်မြင့်ထက်မှာတက်ပြီးအဆက်ခွဲခံရတာတွေလည်းကြုံလာခဲ့ပါတယ်တရဖူကိုငွေနဲ့ရောင်းနေတာမျိုးကိုနန်းခင်စရာကလုံးဝအားမပေးပါဘူးသူကိုယ်တိုင်တိုင်လုပ်တဲ့ပွဲတွေမှာဆိုရင်တရဖူရောင်းတာမျိုးတွေလုံးဝလက်မခံပါဘူး တရက်ဖူရောင်းတာလောက်ပွဲတွေဆိုရင်လည်းနန်းခင်စရာကလုံးဝတိုင်မလုပ်ပေးဘူးနန်းခင်စရာအမြင်မှာတော့အလအမေရိကရှုံကြည့်မှုလွန်ကဲလာတယ်လို့ထောက်ပြလာပါတယ်အလအမေလေးတွေကရှင်ပြိုင်ကြပြီဆိုရင်စူးရရမယ်လို့တထင်ကြားတွက်ချက်ထားတာမျိုးလည်းရှိကြပါတယ်စူးမရဘူးဆိုတဲ့အပေါ်မှာဝမ်းနဲ့တကြီးနဲ့ငိုကြတာမျိုးလည်းရှိပါတယ်ကိုမာရီချင်းမရှိပဲစူးမရတဲ့အပေါ်မှာငိုနေတာမျိုးကလုံးဝကိုမဖြစ်သင့်ဘူးလို့နန်းခင်စရာကထောက်ပြလိုက်တာပါဒါကြောင့်မို့လို့လေနိုင်ငံသားမှာတွားပြိုင်တိုင်းစူးရကအလအမေဖြစ်ပြီးလို့ရှူဆလို့မရဘူးဆိုတာရှင်းပြလာခဲ့ပါတယ်စူးရဖို့ က်လူတိများမှသာအလမယ်ဖြစ်တယ်လို့ခံယူရမှာဖြစ်ပါတယ်။တွားပြိုင်ပြီလို့လူမသိဘူးဆိုရင်အလမယ်မဖြစ်သေးဘူးဆိုပြီးထောက်ပြလာခဲ့တာပါ။နိုင်ငံသားမှတလားလောက်နေပြီးတိုင်းပြန်လာရင်အလမယ်မဖြစ်တာမို့အရေးချင်းတွေပြည်အောင်ပြင်ဆင်ပြီးမှသာရှင်းပြိုင်တင်တယ်လို့အကြံပေးလာခဲ့ပါတယ်။နန်းခင်စရာကအခုနောက်ပိုင်းအလမယ်တချို့ကိုတိတ်ပြီးတော့သဘောမကျတာတွေများပါတယ်။ငွေရှိနေဆိုတဲ့အကြောင်းပြချက်တခုလည်းနဲ့လာပြိုင်နေကြတာတွေလည်းရှိတာကြောင့်ပါ။အလပကြီးရနဲ့ပတ်သက်ပြီးတေချာမပြင်ဆင်ဘဲလာပြိုင်နေကြတာမဖြစ်သင့်ဘူးလို့ထောက်ပြလာခဲ့တာပါ။အလမယ် တယောက်ဖြစ်ပုံဆိုရင်ခနာကိုကဝတ်တုံနေတာမျိုးလေးဖြစ်လို့မရသလိုအသားရင်ကစသူများထက်လှအောင်ပြင်ဆင်ပြီးမှသာလာပြိုင်တဲ့နဲ့အလမဲတချို့ကဘာမှမပြင်ဆင်မဲလာရှင်ပြိုင်နေတာကြောင့်နန်းခင်စရာကသဘောမကျပဲဖြစ်နေတာပါ ။ဒါအပြင်လမယ်ရီနီနဲ့ question and answer အတွက်လည်းတရားလေးပြင်ဆင်ထားတဲ့နယ်လို့အတိပေးလာခဲ့ပါတယ်။မြို့နယ်ပွဲရီမှာဆိုရင်အလမယ်ရီကိုမေကွန်အခု20ပေးကကြက်ခိုင်းတာပါ။ကြိုတင်ပေးထားတဲ့မေကွန်အခု20လေးဟိုတောင်မြန်မာလိုမဖြစ်နိုင်တဲ့အလမယ်တချို့လည်းရှိလို့နေတာပေါ့။ဒါကြောင့်မလို့ဘာသာစကားပိုင်းမှာလည်းတရားလေးလာထားဖို့အတွက်နန်းခင်စရာကတတိပေးလာခဲ့ပါတယ်။နန်းခင်စရာကအခုလက်ရှိအချိန်မှာ Miss Universe ပြိုင်ပွဲကိုထပ်ပြိုင်ဖို့အရင်အချင်းတွေအကုန်လုံးပြည့်စုံနေပြီလို့တောင်ပြောလို့ရပါတယ်။သူမအနေနဲ့လည်းအလမယ်တရားဖြစ်ဖို့အရင်ချင်းပြည့်မီနီ ရဲ့လို့ခံစားရပါတယ်။ဒါပေမဲ့အသက်အရွယ်ကကြီးနေပြီဖြစ်တဲ့အတွက်ထပ်ပြီးတော့ရှင်းပြရင်တော့မှာမဟုတ်ပါဘူး။နိုင်ငံသားမှသွားပြန်ရုံနဲ့အလားမဲဖြစ်ပြီးဆိုပြီးယုံကြည်မှုလွန်ကဲနေတဲ့အလားမဲတွေကိုထုတ်ပြောလာတဲ့နန်းခင်စီရပေါ့။ပြည်သက်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။